Hello မင်္ဂလာပါရှင်။နော်မြင့်လာပါပြီရှင်။အခုကရာသီစာအင်ဥကြောမဲ့ချက်မဲ့ညနေစာအတွက်ပေါ့နော်။ကဲအင်ဥစေးတဲ့ချိန်မှာကျွန်တော်မိမိလည်းဝမ်ကူစေးပါလေ။နော်မြင့်လည်းဝမ်ကူစေးပါလေရှင်။အင်ဥတပီပေါ့နော်။ အင်းဦးကိုရေမြမြဆေးပါတယ်ဒီတန်စကားနဲ့ဆေးရတာပုံပြီးလွယ်ကူပါလဲရှင်ကဲကံစူရဲ့လက်ခုနဲ့ခြံထဲမှာဆင်းတဲ့အတေးရွက်တွေနည်းနည်းပပခုမှာပေါ့ ကန်ဆွေရနေနေခုမယ်ဆွေပြုံညွတ်နေနေခုမယ်ကိုချန်နေခုဆိုတော့ခြေတဲ့အချိန်မှာလိုအပ်တလောက်ခုယူလို့ရပါတယ်ရှင်အိမ်မှာဆိုတော့လည်းမိသွေးနဲ့ချက်တဲ့ခါလည်းရှိတယ်၊ခြင်နဲ့ချက်တဲ့ခါလည်းရှိတယ်။ ခုလာတဲ့အရွက်ကိုဟေးရေတောက်ဖို့တော့ပေါ့နော်အင်းဥကိုလေအလုံးလားချက်တာအဆင်ပြေသူကပေါက်ပေါက်ပေါက်အလိုမျိုးဆိုတော့အဆင်ပြေတော့နှစ်ချမ်းခွဲလေးလိုက်ပါတယ်နောက်ပြီးဒါဟင်းချိုအရင်ချက်မှာပေါ့နော်ခါရမှာပဲချက်တုံးချူကိုစီးရနေနဲ့ထလိုက်ပါလေ။မြေမုံနည်းနည်းလေးထဲလိုက်တယ်။ တာနဲ့ခွေတာနဲ့ဘူးကိုထည့်လိုက်ပါတယ်။စားတော့မှာပေါ့နော်။ဒါရတာ။ကင်မရာအမှန်ရိုက်ပေးတာဒီမှာမင်းသမီးကောင်းမပေါ်ပါတဲ့ဖြစ်။နောက်တစ်ချီရိုက်ပေးပါတယ်စင်။ ဗီဒီယိုဆောင်ကြည့်ပြီးတည်ဆူပါမင်္ဂလာပါရှင်ကျမချမ်းသာကြပါစေ like and sharing ဖြစ်ကူညီပေးပါရှင်ရန်ကောင်းတယ်เนาะအီဥဝေစားကြပါဦး